မင်းယောက်ျားဖြစ်ပြီးဒီလောက်ပြောညံ့ရသလားယောက်ျားဆိုတာမျက်ရည်မကြရဘူးလေယောက်ျားလေးဆိုတာတန်မာရမှာပေါ့မင်းမဆက်ဘူးလားဖိုးဝါရအောက်ကအမျိုးသားတွေဟာဒီလိုစကားဒီလိုတွန်းတင်မှုတွေနဲ့ကြီးပြင်းလာကြရတာများပါတယ်ပတ်ဝန်းကျင်ကကိုအတုယူစရာအမျိုးသားတွေဥပမာ အဖေ အဖိုးအကိုဦးလေးဖသဖြင့်ကြီးလိုက်ပြန်တော့လေစိတ်ပိုင်းဆိုင်ရာရ တန်မာကြသူတွေပဲများပါတယ်။ကျွန်တော်ဘဝမှာဆိုရင် အဖေငိုတာတစ်ခါမှမမြင်ဘူးခဲ့ရတယ်လို့ပေါ့။နောက်ပြီးဘယောက်ျားမှသူတို့ကိုသူတို့မိခိုးအဖြစ်မှတ်ယူပြီးကြီးပြင်းလာတယ်ဆိုတာမရှိပါဘူး။ငါတို့ကတစ်ချိန်ကျရင်သူများသားသမီးကိုလက်ထပ်ယူရမှာ၊တာဝန်ယူရမှာ၊စောင့်ရှောက်ရမှာဆိုတဲ့အသည့်နဲ့ပဲအရွယ်ရောက်လာကြတာပါ။အဖေကြည့်တော့လေဒီအတိုင်းအဖိုးကိုကြည့်တော့လေ ဒီတိုင်းပဲကိုတဦးတယောက်ရဲ့အရေးအောက်မှာမှ လုံုံနေဆိုတဲ့ခံစားမှုမျိုးစိုးစင်းမျှတောင်းမရှိခဲ့ကြပါဘူးတခါစိတ်ပိုင်းဆန်ရတယ်မကပါဘူးဒီဖူဝါဒကပဲယောက်ျားတွေကို အမျိုးမျိုးသော အခွင့်အရေးတွေနဲ့တပန်းတာစီပြန်ပါတယ်ပညာရေးခွင့်လန်းတွေ အလောက်ကင်ခွင့်လန်းတွေစသဖြင့်ပေါ့တမိနဲ့သားရှင်လာရင်တမိကိုတော့ဒေတာရှင်စာတက်ရင်တော်ပြီဆိုတာမျိုးနဲ့ ကြောင်းထုတ်ပြစ်တက်ကြပါတယ်။လုပ်ငန်းကွင်ထဲမှာလည်းအမျိုးသားဆိုရင်နေရာပိုပေးတယ်။အင်္ဂလုတ်ကလေးထိန်တဲ့အလုပ်တွေကိုခေါင်းနဲ့ထည့်စရာမလိုတဲ့အတွက်ကယ်ရီယာနဲ့ပတ်သက်တာကိုပဲအပြည့်အဝအာရုံစိုက်နိုင်တယ်။အချိန်ပေးနိုင်တယ်ပေါ့။ဒီတော့လေအမျိုးသားတွေဟာအမျိုးသမီးတွေထက်ခေါင်းတလုံးတာတဲ့အနေအထားကိုရောက်နေကြတာပေါ့။တစ်ဖက်မှာလည်းအဲ့ဒီချက်ကပဲအမျိုးသားတွေကိုဒုက္ခပြန်ပေးပါတယ်။ ဘဝကအစစရာရာအဆင်ပြေချောမွေ့နေချိန်မှာပြဿနာမရှိပါဘူးထင်မှတ်မထားတဲ့အချိုးကွေတွေနဲ့ကြုံရတဲ့အချိန်မှာတော့ယောက်ျားတွေလည်းလူပဲဖြစ်တာမို့စိတ်ပိုင်းဆိုင်ရာတိခိုက်ကြရပါတယ်အထူးသဖြင့်အခုလိုနိုင်ငံရေးအခြေအနေရိုးရွင်းတဲ့အခါစီးပွားရေးကျန်းမာရေးလူမှုရေးအကြက်တဲတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာပေါ့တိုးတော့သူတို့မှဖက်ပေါက်မရှိပါဘူးအကူအညီမရဘူး ဘာမှမဖြစ်တယ်လို့မန်တင်ပြီးရှင်ဆိုင်ကြရပါတယ်။ကိုတိုင်းကလည်းဒါကိုရှက်စရာတစ်ခုလို့မြင်နေထုတ်ပြောရမှာအင်မတန်ဝင်လေးကြတယ်။တကယ်လို့များခံစားနေရပါတယ်အဆင်မပြေပါဘူးပြောရင်လည်းအများစုကဒါကိုဟာတာတစ်ခုလို့လောင်ပြောင်ကြပါတယ်။ဒီအကြောင်းတွေရင်းနေပြောနေတဲ့ကျွန်တော်ကိုတိုင်းတောင်းပြန်ပြန်သတိထားရတဲ့အချက်ပါပဲ။ကိုယ့်ရဲ့ခံစားချက်တွေထုတ်ပြောဖို့ရတိတ်ခတ်ပါတယ်။ တစ်ဖက်လူဘလို့ထင်သွားမလဲအထင်များသေးသွားမလားအမြဲတွေးမိနေတော့မှပဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပွဲတချို့မှာပါဝင်ခဲ့ပူပါတယ်လာကြတဲ့အများစုပြောရရင်95ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေပါပဲတစ်ခါတခါအမျိုးသားတစ်ယောက်တလေပါလာတတ်ပါတယ်ကြည်လိုက်တော့ကျန်တာက အမျိုးသမီးတွေကြီးဖြစ်နေတဲ့အခါမှာသူလဲပြန်ထွက်သွားရောဘယ်နေကျင်တော့မလဲ အမျိုးသားတယောက်ရဲ့ခံစားချက်ကိုအမျိုးသမီးတွေကြားဘယ်ပြောချင်မလဲနော်အကူအညီတစ်ခုခုယူဖို့စူးစမ်းရတာတောင်းနောက်ပြန်လန်သွားတတ်တဲ့ဥပမာတစ်ခုပေါ့ပစ္စည်းတို့မဟုတ်ဝန်ဆောင်မှုတစ်ခုခုကိုလက်လန်းမိတယ်ဆိုတာမှာသုံးမျိုးခွဲပြီးပြောကြပါတယ် physical asset ရုပ်ပိုင်းဆိုင်ရာရလက်လန်းမိဖို့အဲ့ဒီပစ္စည်းအဲ့ဒီဝန်ဆောင်မှုက ကိုယ့်ရဲ့ data မှာ ရှိသလားပေါ့မရှိရင်ဝယ်လို့မရပါဘူး financial asset ဒါကြတော့ငွေကြေးပိုင်းမှာပစ္စည်းကရှိနေတယ်ဝန်ဆောင်မှုကလည်းရှိနေတယ်ငွေကြေးမတက်နိုင်လို့မဝယ်ရတာပါ gacha asset နောက်ဆုံးတစ်မျိုးကတော့ယဉ်ကျေးမှုအရာလက်လန်းမှုပို့ပစ္စည်းလည်းရှိတယ်ငွေလည်းတက်နိုင်တယ်ရှက်လို့မဝယ်ဖြစ်တာပါအဲ့ဒီတော့စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေနဲ့ပတ်သက်ရင် အွန်လိုင်းခင်မှုလလန်းမှီမှုကပိုပြီးတော့လွယ်လာပါတယ်။တနိုင်ငံလုံးအတိုင်းတရာလိုအပ်နေသူအရေးအတွက်နဲ့ဝန်ဆောင်မှုပေးနိုင်သူအကျိုးစားကအစမတန်ကွာဟတိဒါကတော့တပိုင်းပေါ့လေ။ဆွေးနွေးရင်အရန်ရှည်သွားမှာဆိုလိုပါ။ငွေကြေးရလေအခမဲ့လုတ်ပေးနေသူတွေတောင်ရှိနေပါတယ်။ပြဿနာကလက်သင့်ခံနိုင်မှုလို့ခေါ်ရမယ့်အကာချပိုင်းမှာယောက်ျားလေးဖြစ်နေတဲ့အတွက်ဒီလိုတွေ အကူအညီယူရတာရှက်စရာကောင်းတယ်ဆိုပြီးမယူဖြစ်ကြတော့တာပါ ကိုတိုင်ကလည်းရှက်တယ်ဘေးလူက ပြောလဲလက်မခံဘူးဘာမှမဖြစ်တယ်လို့တင်းခံထားပါတယ်ပတ်ဝန်းကျင်ရဲ့စာနာနားလည်မှုကိုလည်းမရဘူးလောင်ပြောင်နာတွေပဲကြုံရတယ်ဒီအကြောင်းအရာကိုဘသူကမှလည်းအရေးတယူလို့ပြောမနေဘူးဒီလိုနဲ့အရက်တွေမွေးရစေဝါတွေတုံးပြလာတယ်နောက်ဆုံးကိုကိုကိုတက်တည်တဲ့နီးနဲ့ ထွက်ပေါက်ပြီးသွားကြပါတယ်။ဂျန်တာရော စိတ်ပိုင်းဆိုင်ရာရောလိလာနေတဲ့သူမျိုးဒီနှစ်ခုရဲ့အဆက်ဆက်ကို ပို့ပြီးတော့နားလည်လာပါတယ်။စိတ်ဝင်စားစရာလည်းကောင်းပါတယ်။သူရတနာရလက်တွေတစ်ချက် ဖက်ကြည့်မိပါတယ်။စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံရတဲ့နှုံကအမျိုးသမီးတွေမှာ ပို့ပြီးများပါတယ်။ဘာလို့ပါလဲ။ဖိနှိပ်ခံရသူလိန်အကျန်းဖက်ခံရသူ အရင်တွင်အကျန်းဖက်ကြုံရသူအရေးအတွက်မှာ အမျိုးသမီးတွေက အစမတန်ပိုများနေလိုပါအမျိုးသမီးဆိုလှပခြင်းနဲ့တံပိုးဖြတ်ကြတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပုံမှန်တွင်ပြင်းနဲ့ပတ်သက်တဲ့တိမ်ငယ်စိတ်ကလည်းမိန်းကလေးတွေမှာပိုများပါတယ်အလွန်မင်းပိန်ရင်တာကနေအမျိုးမျိုးသောခွဲစိတ်ပြုပြင်မှုတွေလှောက်ကြတဲ့အထီးပေါ့ဒီလိုလုံနိုင်ဖို့ငွေကိုလည်းမဟုတ်တဲ့နည်းတွေနဲ့ရှာကြတာပေါ့ အသက်30ကျော်လာပြီလားအိမ်တောင်တူးလိုက်ပြီလားကလေးယူလိုက်ပြီလားလူမှုတိုင်းဝမ်းရဲ့မျှော်မှန်းချက်တော်တော်များများကအမျိုးသမီးတွေပခုံးပေါ်မှာပါ အပြည့်ပြိုင်ပွဲတစ်ခုလို့သဘောထားရင်အမျိုးသမီးတစ်ယောက်ရဲ့ပြည်လမ်းမှာ ခလုတ်ကစင်းအတားစီပေါင်းမြောင်များစွာကစောင့်ကြိုနေပါတယ်ဒီတော့လေစိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုပြီးကြုံရပြီပေါ့ဟောတစ်ဖက်မှာကြာတော့ဒီလိုတွေ့ရပြန်ပါတယ် UK မှာအမျိုးသားတွေတက်တည်တဲ့နှုန်းကအယောက်တသိန်းမှာ15.5ရှိပြီးအမျိုးသမီးတွေကတော့အယောက်တသိန်းမှာ4.9ပဲရှိပါတယ်။သုံးဆပုံများနေတဲ့သဘောပါ။တခြားနိုင်ငံတွေမှာလည်းအဲ့ဒီလိုအချိုးစားမျိုးကိုပဲတွေ့ရပါတယ်။တက်တည်ဖို့စူးစမ်းနှုန်းကအမျိုးသမီးမှာပုံများပြီးတကယ်တက်တည်ဖြစ်တဲ့နှုန်းကအမျိုးသားတွေကပုံများပါတယ်။အရက်နဲ့မူရီစေဆွဲလန်းမှုကလည်း အမျိုးသားမှာအမျိုးသမီးထက် သုံးစပိုများပါတယ်။စိတ်ပိုင်းဆိုင်ရာကုသမှုတွေကိုရယူမှုအပိုင်းမှာလည်းအမျိုးသားကပိုနေပါတယ်။ခြုံပြီးပြောရရင်တော့ဒီဖွေဝါဒဟာအမျိုးသမီးတွေကိုစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပိုပြီးကြုံတွေ့စေပြီးတော့အမျိုးသားတွေကိုတော့ထွက်ပေါက်ပိတ်မိစေပါတယ်။လိန်စိတ်တင်းကျင်းမှုတွေကိုခဏဖယ်ပြီးတဘာဝလိန်ရှူထောင်းကပဲစဉ်းစားမယ်ဆိုရင်ကြားနေမှပဲရှိတာပါ။ ိုကယောက်ျားဖြစ်နေလေကိုမအမေအတော်နှမအိမ်တောင်ဘက်တမီရှိကြမှာပဲလေကိုကမိမဖြစ်နေရင်လေအဖေဦးလေးအကိုမောင်အိမ်တောင်ဘက်ဒါရှိကြတာပါပဲဒါကြောင့်ကိုကယောက်ျားဖြစ်နေရင် မိမတွေပေါ်ရှိနေတဲ့ဖိနှိပ်မှုတွေကို မြင်အောင်ကြည်တက်ရမယ်မိမဖြစ်နေရင်လေယောက်ျားတွေပေါ်တက်ရောက်နေတဲ့ဖိအားတွေကိုမြင်ရမယ်မိမမို့လို့ဥမဆောင်နိုင်ဘူး အိမ်တော်ကွဲထားရင်တန်ဖိုးမရှိတော့ဘူးမိမဆိုတာဘလို့နေဘလို့ထိုင်ရမယ်စတဲ့အစဉ်လာတွင်တင်ချက်တွေကို ချိုးဖြက်ကြော်လွန်ဖို့စူးစားကြရတယ်လို့ယောက်ျားဆိုတာမငိုရဘူးယောက်ျားဆိုတာတန်မာရမယ်စတဲ့အမှတ်ချက်တွေကိုလည်းဖောက်ထွက်ကြဖို့လိုပါတယ်တားယောက်ျားလေးတွေကိုငငယ်ကလေးကပြောထားရမယ်သူတို့အတူယူကြရမယ်အဖေဦးလေး အကိုတွေကိုတိုင်ကလည်း ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းကောင်းမွန်မွန်ဂိုင်တွေပြရမယ်။အရက်တွေမိုးရစေးတွေရဲ့သားကောင်ဖြစ်မနေပဲဘာမှမဖြစ်သလိုဟန်ဆောင်နေပြတာမဟုတ်ဘဲတွေ့လာတာအဖေမှလည်းဒီလိုစိတ်သက်ကြတဲ့အချိန်တွေရှိတယ်။ဒါဟာရှက်စရာမဟုတ်ဘူး။အားနယ်တာလည်းမဟုတ်ဘူး။လက်လျှော့မပစ်လိုက်ဖို့ပဲလိုတာဆိုတာမျိုးဘရာဇီးလီးယားရဲ့အတိတ်ပဲကိုတေချာလက်တွေ့ပြတာပေးတာမျိုးဖြစ်တင်ပါတယ်။အမျိုးသားတွေ ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြောတာတွေကလည်းဒီ delay ကို ပိုပြီးတော့ထွန်းကားလာစေနိုင်ပါတယ်။လူမှုပတ်ဝန်းကျင်ရဲ့အမြင်တွေကိုပါပြောင်းလာစေနိုင်ပါတယ်။အမျိုးသမီးတွေအနေနဲ့လည်းကိုယ့်ယောက်ျားကိုမောင် ကိုသားကိုဖေမယောက်ျားမို့လို့ဘာမှဖြစ်မနေဘူးမထင်ပါနဲ့။ပိတ်လောင်ထားတဲ့ခံစားချက်တွေမြောက်များစွာရှိနေနိုင်ပါတယ်။သူတို့မှလည်းမိခိုးစရာပကုံးတစ်ဖက်လိုအပ်နေတဲ့အချိန်တွေရှိနေတတ်ပါတယ် ကိုကိုကိုအန်တရေပြုတ်သွားမှဝမ်းနဲ့ပက်လက်နဲ့ကြမ်းနေခဲ့မယ်အစားသူတို့ရဲ့ခံစားချက်ကိုဝင်ရောက်ခံစားကြည့်ပေးခြင်းက ပိုပြီးအကျိုးရှိစေမှာ ဖြစ်ပါတယ်ခမညာ